ဒီနေ့ပေါ့နော်ဂျွန်လ66ရက်နေ့ကဘာရွှေစည်းကွက်ရက်တပတ်တပတ်တာအဖွင့်ရက်တရင်နောင်နေ့တက်တာအတွက်ပြပြလာနေရှိတဲ့ကဘာရွှေစည်းနေတာကိုကျွန်တော်ဒီဗီဒီယိုလေးမှာသုံးသပ်ပြောကြားပေးသွားဖြစ်ပါတယ်အဲလက်ရှိမှာတော့ကဘာရွှေစည်းဒီနေ့မနက်မှာပေါ့နော်ကျွန်တော်ကဈေးရနည်းနည်းတက်နေတယ်ဒါပေမဲ့ကျွန်တော်တို့မှန်းထားတဲ့ဈေးအတအားတော့အရန်ကောင်းခြင်းမရှိသေးဘူးခင်ဗျအဲ့ဒါပတ်သက်ခါမှာဒီနေ့ကဘာရွှေစည်းနေတာဘယ်လိုတွေဆက်ဖြစ်လာနိုင်မလဲကျွန်တော်တို့ဤပညာပိုင်းအရင်ဆုံးသုံးသပ်ကြည့်လိုက်အောင်ပေါ့နော်ဟုတ်ပြီအဲ့ဒါပတ်သက်ခါမှာကျွန်တော်ကဘာရွှေစည်းရပြီးခဲ့တဲ့ တပတ်တာပိတ်စေးရကျွန်တော်တို့3 4 3 4လောက်မှာပိတ်ခဲ့တယ်ပေါ့နော်အဲ့ဘက်ကမှကျွန်တော်တမိုင်းတစ်လျှောက်တော့ဒါတပတ်တာအမြင့်ဆုံးစန့်ချင်းတင်အပိတ်စေးဖြစ်ပါတယ်အဲ့ဘက်ကဒီတပတ်ကကျွန်တော်ကဘာချွေစီအတအားတာနိုင်တယ်လို့ကျွန်တော်မနေ့ကတပတ်တာတုံးချက်မှာပြောခဲ့တယ်ပေါ့နော်ဒီနေ့မနေ့မှာဆိုရင်ကဘာချွေစီကကျွန်တော်3 4 50လောက်မှာဈေးဖွင့်လာတယ်ဗျ ပုံရင်းပြောမယ်ဆိုကျွန်တော်ဒီထက်တောင်ပိုပြီးဈေးဖွင့်မယ်လို့မျှော်လင့်ထားတာ။ဒါမှကပ္ပရွှေစီကပပလေးပဲ3လ50နောက်ဝင်ချင်မှဈေးဖွင့်လာပြီးတော့လက်ရှိမနက်ကင်းအာရှဈေးကွက်ချင်းမှာဈေးကပြန်အကျပြနေ။အမြင့်ဆုံးအနေနဲ့ကျွန်တော်ဘလောက်အထိပဲတက်ခဲ့လဲမိမယ်ဆိုရင်ကျွန်တော်တို့3လေးကျွန်တော်တို့ဒီပေါ်က9နဲ့အ9 3 5လောက်ဒီပဲတက်ခဲ့တယ်ခင်ဗျ။3လေး9 3လေးလောက်ဒီပဲကျွန်တော်တို့တက်ခဲ့တဲ့အနေအထားမျိုး3 3လေး9 3 sorry 3လေး9လောက်ဒီပဲတက်ခဲ့တဲ့အနေအထားမျိုးကိုတွေ့ရတယ်။ လက်ရှိအနေဆုံးအနေနဲ့ကျွန်တော်3.2ခုနဲ့ပါပြီးကြာနေရပါတော့အဲ့ရဖက်တဲ့ခါမှာကျွန်တော်တို့မနက်ခင်းအားရစီကွက်ချိန်မှာကမ္ဘာရွှေစရာပြန်ကြနေဒါအနေသတိထားမဲ့အနေအထားမျိုးဖြစ်ပါတယ်တော်တော်များများကမ္ဘာရွှေစရာကိုဈေးတက်မယ်ဈေးတက်မယ်ဆိုပြီးတော့အဝယ်တွေကျွန်တော်တို့လိမ့်ဝင်နေကြနေတာမှာဈေးကပြန်ကျနေနေတာဖြစ်နေတယ်ပြီးတော့မနက်ခင်းအားရစီကွက်ချိန်မှာများသောအားဖြင့်ကျွန်တော်တို့က trend ကုန်တွယ်ကုန်ကိစ္စရောကျွန်တော်ရုရှားနဲ့ယူကရိန်းဖို့လွန်ခဲ့တဲ့2020စစ်ပွဲဖြစ်တော့ကတော့မနက်ခင်းအားရစီကွက်ချိန်မှာဆိုကမ္ဘာရွှေစရာများသောအားဖြင့် အသက်အားကောင်းကြတာများတယ်ခင်ဗျပြလက်ရှိမှာကျွန်တော်တို့ကအစ္စရေးနဲ့အီရန်ပြဿနာဖြစ်တယ်အီရန်ဆိုတော့ကျွန်တော်အာရှတိုက်ခင်းမှာပါတယ်နိုင်ငံပေါ့နော်အဲ့လိုနေသားမှာအမနကင်အာရှစီကွက်ချင်းမှာပြကပ္ပရွှေစီကြီးကနည်းနည်းတက်ပြီးတော့ပြန်ကျနေနေသားကျွန်တော်အမြန်ပြောမယ်ဆိုရင်တော့ကပ္ပရွှေစီနေနဲ့ဈေးဆက်တက်ဖို့ဝယ်လိုအားလီလုံလုံချင်းမရှိဘူးလို့ယူဆလို့ရပါတယ်တနည်းအားဖြင့်ဈေးဆက်တက်ဖို့အတွက်ကျွန်တော်တို့က အားမပါဘူးပေါ့အားမပါတဲ့ခါဘာဖြစ်လဲလို့မြင်မယ်ဆိုဈေးပြန်ကြပြီးတော့ကျွန်တော်တို့အောက်ဈေးကနေကိုဈေးပြန်ကြပြီးတော့ဝယ်လိုအားပြန်စုနိုင်ခြင်းရှိပါတယ်တနည်းအားဖြင့်ကျွန်တော်တို့အာပြီးခဲ့တဲ့တောက်ကြာနေတော့ဆိုရင်ကမ္ဘာရွှေဈေးရပါတော့အဲ3430 30ဝင်းချီရနေဈေးပြန်ကြတယ်ကျွန်တော်3480ခုနှစ်ထိကြပြီးမှပြီးမှပြန်တက်သွားတဲ့ခါမှာကျွန်တော်3445တို့3448တို့ထိပြန်ရောက်သွားခဲ့တာပေါ့နော်အဲ့ဒါဘက်ကမှာအခုလဲကျွန်တော်အဲ့လိုအနေထားမျိုးလို့ကျွန်တော်တုံးတက်လို့ရပါတယ်ကမ္ဘာရွှေဈေးရဈေးဆက်တက်ဖို့အတွက်ဝယ်လိုအားတွေဝင်လာဖို့အတွက်ကျွန်တော်အောက်ဈေးတန်းကိုကျွန်တော်တို့ ဈေးပြန်ကြပေးဖို့လိုအပ်တယ်ခင်ဗျဟုတ်ပြီအဲ့ဆိုဘယ်ဈေးရနေဒီဈေးပြန်ကြနိုင်လဲကျွန်တော်တို့ကျွန်တော်အမြင်ပြောမယ်ဆိုရင်ကပ္ပချွေစီဈေးပြန်ကြမယ်ဆိုရင်ပြီးခဲ့တဲ့တောက်ကြနေရာကကျွန်တော်3400 3400 9000ခွန်လောက်ဒီကြပြီးသွားပြီဒါပေမဲ့ဒီတစ်ခေါက်ဒီနေ့ကြမယ်ဆိုရင်အထက်ပိုကြနိုင်မယ်လို့ကျွန်တော်ယူဆတယ်အဲ့အပ္ပကကျွန်တော်ကဘယ်ဈေးရလောက်ဒီမှန်းထားမယ်ဆိုတော့3000အာ390လောက်ထိတော့ကျွန်တော်မှန်းထားတယ်။390လောက်ထိကျွန်တော်390ဈေးတန်းစုံနေလဲပြောပါစို့390နဲ့ကျွန်တော်တို့ ဒီကြောက်ဗျာကျွန်တော်အချင်းတနားရဲ့အတိုင်းနာနဲ့ပဲပြလိုက်မယ်တရက်တာနဲ့ကြာနည်းနည်းလေးဟိုဖြစ်အချင်းတနားရဲ့အတိုင်းနာနဲ့ဆိုရင်ကျွန်တော်တို့အဲဘယ်ဇီယန်ဆုံးဒီပြန်ကြနိုင်နေမှာဆိုရင်3390နဲ့ဒီကြာစီတန်းဆုံးဗျာ33 73 3383ကြာစီတန်းဆုံးကျွန်တော်ဈေးပြန်ကြနိုင်ချေရှိတယ်လို့ကျွန်တော်သုံးသပ်ထားပါတယ်ဒီနေ့ကဘာရှူစီအဇင်းဆုံးကြာစီပြန်ကြပြီဆိုရင်ကျွန်တော်တို့ကဘာရှူကိုကျွန်တော်ပြန်ဝယ်လို့ရပါတယ်ပြန်ဝယ်လို့ရပါတယ်ပြီးရင်ကျွန်တော်တို့ ဒီဆောင်အောက်ဖောက်ကြသွားရင်ရောဒီဆောင်အောက်ဖောက်ကြသွားရင်အောက်မှာနောက်ဈေးနှုန်းဆောင်တကူကကျွန်တော်တို့ဒီဈေးနှုန်းဆောင်ပဲရှိတော့ပဲเนาะကျွန်တော်တို့ဒီဝင်းကျင်ပေါ့ဗျာ3365နဲ့3305ကြဈေးနှုန်းဆောင်ဈေးနှုန်းဆောင်ကလည်းတော့ကြီးတယ်ဗျ10 point လောက်တော့ရှိတယ်ဒါပေမဲ့ကျွန်တော်ကအဲ့3365နဲ့3305ကြဈေးနှုန်းဆောင်ပဲရှိတော့အောက်မှာအဲ့ဈေးနှုန်းဆောင်မှာလည်းကျွန်တော်တို့က ဒီနေ့ကဘာရွှေဈေးပေါ့နော်3695 3695ကျဈေးကျခဲ့ရင်လည်းပြန်ဝယ်လို့ရတယ်ဗျအဲဈေးနဲ့ဆုံးနှစ်ခုကတော့ကျွန်တော်ဒီနေ့အတွက်ဝယ်ဖို့အကြိုက်ဆုံးဈေးနဲ့ဆုံးဖြစ်ပါတယ်လက်ရှိဈေးတွေဘာမှမကျွန်တော်အဝယ်ရောအယောင်မကြိုက်ဘာလို့လဲဆိုလက်ရှိဈေးကဈာဈေးတွေဖြစ်တယ်ဒီဈေးနဲ့ဆုံးနှစ်ခုကတော့ကျွန်တော်ဒီနေ့အတွက်အောက်ဈေးတန်းဆုံးလို့သတ်မှတ်ထားပါတယ်အဲဈေးနဲ့ဆုံးနှစ်ခုမှာကျွန်တော်ဝယ်လို့ရတယ်တကယ်လို့ကဝယ်လဲဆိုရင်အမြတ်ပိုင်းဈေးကဘယ်လောက်ထိယူမလဲအ ਨੇ ဆုံးပြမယူဆိုရင်တော့မှကျွန်တော်တို့၃လေး20လောက်ဒီအလဲဆုံးအ ਨੇ ဆုံးယူလို့ရတယ် ဒီထက်ပိုပြီးတော့ကိုက risk ယူနိုင်တယ်ပိုစောင့်နိုင်တယ်ဆိုရင်တော့ကျွန်တော်လက်ရှိချိန်ဒီအမြင့်ဆုံးတက်ခဲ့တဲ့ကျွန်တော်တို့3 4 50တို့ဘာလို့ထိယူလို့ရတယ်အာဒီထက်ပိုပြီးတော့ကိုကနည်းနည်းလေးပေါ့နော်မစ်တန်လောက်ကန်ကျင်တယ်ဆိုရင်တော့ကျွန်တော်တို့3 80 3 80ထိတောင်ကိုကအမြတ်ပိုင်းဈေးတန်းယူလို့ရပါတယ်အရှုံးပိုင်းဈေးတန်းကတော့ကျွန်တော်တို့3383နဲ့3390ကြောက်ဝယ်ရင်တော့အရှုံးပိုင်းစီတန်း3380အောက်လောက်ပေးအဲ့လိုပဲအာ3365နဲ့3305ကြောက်ဝယ်တယ်ဆိုရင်တော့အရှုံးပိုင်းစီတန်းကျွန်တော်တို့3360အောက်လောက်ပေးပါခင်ဗျဟုတ်ပြီဒါလေးအောင်ကျွန်တော်အဝယ်အတွက်ပါနော် အရောက်အတွက်ဆိုရင်တော့ကျွန်တော်ဘယ်စီးနှံမှာရောင်းကျင်တယ်လို့မြင်မှာဆိုရင်ကျွန်တော်လက်ရှိအမြင့်ဆုံးတက်ခဲ့တဲ့3350နားတော့ကျွန်တော်အဲ့အရောက်မကြိုက်ဘူးကျွန်တော်ရောင်းသဘောကြမြန်ကျွန်တော်နည်းနည်းလေးတော့ခြုံကြည့်လိုက်အာဒီဝင်းကျင်ပေါ့နော်ကျွန်တော်တို့ဒီဝင်းကျင်တော့3465နဲ့ 3465ပေါ့3465နဲ့ကျွန်တော်ဒီဈေးနှုန်းဆိုတာနည်းနည်းတော့ကြီးတယ်ဗျနည်းနည်းတော့ကြီးတယ်3465နဲ့ကျွန်တော်တို့3485ကြာစီအာ3465နဲ့3383ကြာဈေးနှုန်းဆိုမှာကျွန်တော် အယောင်ကြိုက်တယ်ခင်ဗျာဒါဈေးတက်ခဲ့တယ်ဆိုရင်မနော်အဲ့3669နဲ့3683ဈေးနဲ့ဆိုမှနီးပညာပိုင်းကအတီးပြုတ်ချက်ဆောင်ပါအမကန်တယ်ရီယာဖြစ်စေကို3092ရဖြစ်စေရောင်းဖို့အတီးပြုတ်ချက်ရပြီဆို3669နဲ့3683ကြမှာကျွန်တော်ရောင်းဖို့အားပေးခြင်းနဲ့အမြတ်ပိုင်းဈေးတန်းကိုတော့ကျွန်တော်တို့အနည်းဆုံးမြူမီမြူဘူးဆိုတော့မှာ3430လောက်ထိကျွန်တော်အနည်းဆုံးယူလို့ရတယ်ခင်ဗျာအဲ့ဒါပထကမှာကျွန်တော်အယောင်တက်ဆိုတော့အစီတန်းကြိုက်မိတယ်အဲတကယ်လို့ကိုကထပ်ပြီးရောင်းခြင်းတယ်ပေါ့နော် risk များများယူနိုင်တဲ့ရောင်းခြင်းတယ်ဆိုရင်တော့ဒီ 3430စီတန်းအောင်မှာကျွန်တော်တို့ဒီနေ့တနေ့တာအတွင်းပေါ့နော်ကဘာရွှေစီကျွန်တော်တို့အချင်းတနာရီအတိုင်းတာပေးစီအခုတော့အချင်းတနာရီအတိုင်းတာပေးစီပြေတော့မှာပေါ့နော်နောက်တစ်10မိနစ်နောက်နေအဲ့ဒါပတ်ကမှာကျွန်တော်တို့အာဒီ3430စီတန်းအောင်ပါကျွန်တော်တို့အချင်းတနာရီအတိုင်းတာပေးစီဖောက်ကြပြီးဈေးပိတ်သွားတယ်ဆိုရင်တော့ကဘာရွှေကိုကျွန်တော်တို့ရေဒိုလေးလိုက်ရောင်းလို့ရပါတယ်ကျွန်တော်တို့3408 3400ခွန်းလောက်အနည်းဆုံး target ထားပြီပေါ့နော်3430အောက်မှာအချင်းတိုင်းအတိုင်းတာပေးစီဖောက်ကြပြီးဈေးပိတ်သွားတယ်ဆိုရင်ကျွန်တော်တို့ ရေဒီယိုလေးလိုက်ရောင်းလို့ရတယ်ဗျ။အဲ့မဲ့ risk တော့များများယူရမယ်เนาะကျွန်တော်ကျွန်တော်သဘောကျမိတဲ့အယောင်းဆိုတာကခုန3.65နဲ့3.8တုံးကြစေနှဆုံးဒါပေမဲ့ကိုကဒီ3.30အောက်မှာအချိန်တစ်နိုင်အတိုင်းတာပေးစီနဲ့ဖောက်ကြပြီးဈေးပိတ်သွားရဆိုရင် risk များများယူရရင်เนาะရေတိုလိုက်ရအောင်လုပ်ရတယ်3.48 3.4ခွန်းလောက်အနည်းဆုံးအမြတ်ပိုင်းဈေးတန်းယူလို့ရတယ်ဒီထက်ပိုယူချင်တယ်ဆိုရင်เนาะ3.390လို့ပါလို့ဒီယူလို့ရတယ်အချုံပိုင်းဈေးတန်းကိုပြကျွန်တော်တို့3.40အထက်လောက်ပေးပါเนาะ အဲ့အပတ်သက်ခါမှာကျွန်တော်တို့လက်ရှိမှာကဘာချွေစရာချင်းပါလေအဝဲဝဲလို့အာဝဲဝဲမဲ့သူနဲ့ရောင်းမဲ့သူဘယ်ဟာပုံများလဲမေးမယ်ဆိုဝဲမဲ့သူကတော့ပုံများမှာပေါ့နော်လက်ရှိကဘာချွေစရာအနေထားတရင်နေထားရဒါပေမဲ့ကျွန်တော်တို့ကုသတိတားမှာကကဘာချွေစရာမှာတခါလေကျွန်တော်တို့ကဝဲမဲ့သူများနေနဲ့ဈေးပြန်ကျတတ်တယ်ဆိုရင်အနေထားမျိုးကျွန်တော်တတိထားဖို့လိုအပ်တယ်အကုန်လုံးကအဝဲအဝဲအဝဲကြီးပဲအဲများနေတယ်ဆိုရင်လည်းကျွန်တော်ဈေးပြန်ကျသွားတတ်တယ်ခင်ဗျအဲ့ရလေးကိုတတိထားဖို့လိုအပ်ပါတနည်းအားဖြင့် retail trader တွေအဝဲပတ်အရန်အားတန်လို့နေရင်လည်းကြောက်ရတယ် အာကျွန်တော်တငငချင်းတရားကိုမင်းညတော့ပြောလို့မျိုးပေါ့နော်အားလုံးကအဝယ်ပတ်နေတယ်ဆိုရင်ငါလက်ရှောင်တော့မယ်ပေါ့နော်ဘာလို့လဲမိမဆိုရင် तू အဝယ်ဒီအားလုံးပြုံးနေတဲ့ချိန်မှာကျွန်တော်တို့ဒါကြောက်ဖို့ခေါင်းတယ်ပေါ့နော်ဇီယာအခန်းမတင်အောက်ဆွဲချပြီးမှပြန်တက်သွားတာမျိုးဖြစ်နိုင်တယ်ကျွန်တော်ကဒီဇင်းနဲ့ဆုံးနေတိတော့မှန်းထားပါဒီဇင်းဆုံးဒီဆွဲချနိုင်တယ်ဒါပေမဲ့ပြောမရဘူးအဲ့ဇင်းနဲ့အောက်ဆုံးအောက်ဟိုးအောက်ဒီဆွဲချပြီးမှ ပြန်တက်သွားတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဥမာကျွန်တော်ဧပြီလပထမပတ်ဈေးမတက်ခင်တော့ကျွန်တော်မတ်လနောက်ဆုံးအပတ်ပေါ့မတ်လနောက်ဆုံးအပတ်မဟုတ်ဆိုရင်ဧပြီလပထမပတ်အဈေးမတက်ခင်တရနှစ်ရက်လောက်လိုပါဆိုဈေးကတောက်လျှောက် point 100 point 100 150လောက်ပစ်150လောက်ထိုးကြပြီးမှပြန်တက်သွားအနေထားမျိုးကြီးရှိတာဖြစ်တဲ့ကောင်မှာအဲ့အနေထားကိုတော့ကျွန်တော်တစ်ချက်တတိထားကိုလိုအပ်ပါမယ်ကျွန်တော်တို့ warning buffer ပြောဘူးသူလိုပြောလူတိုင်းလောဘကြီးနေကြောက်ရတယ်ဟာလူတိုင်းအခုလည်းလူတိုင်းအဝယ်ဘက်အာတန်နေအဝယ်မဲ့ဝယ်မဲ့အဝယ်ဘက်အာတန်နေမယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့က ဝယ်ဖို့နည်းနည်းလေးတော့စဉ်းစားရတယ်ခင်ဗျာဘာလို့လဲမဲဆိုအောက်ဈေးတန်းနေရောက်မှဝယ်ဖို့ဒါတော့ကျွန်တော်တို့အောက်ဈေးတန်းလို့တတ်မှတ်ထားတဲ့ဇုံတွေကိုတော့ဖောက်ကြပြီးတော့ဟိုအောက်ဒီကြောင်ကျသွားနိုင်တယ်ဗောနော်အဲ့အပတ်သက်ခါမှာကျွန်တော်တို့ကကဘာချွေစီကွန်မှာဘာမဆိုကျွန်တော်တို့က100%အပိုင်းတွက်ထားလို့မရပါဘူးတရားရခိုင်တော့မှဒါတင်းတေပေါက်တက်မယ်ဟိုမှာလက်ရှိမှာအစ်စရင်းအီလန်စစ်ဖြစ်နေတာကဘာချွေစီကျင်းတေပေါက်တက်မယ်ဆိုပြီးတော့တရားတည်တတ်မှတ်ထားလို့မရဘူးခင်ဗျဖြစ်လာတဲ့ဈေးကွက်အချင်းတွေကိုလိုက်ပြီးတော့ကျွန်တော်တို့က ဒီကဘာဖြေကိုရောင်းဝယ်လို့တက်ခါမှာလှုပ်ရှားမှာဖြစ်ပါတယ်။အဲ့ဘက်ကမှာကျွန်တော်တို့ကဈေးပြန်ကျနိုင်သွားနိုင်ခြေရှိတာကိုလည်းကျွန်တော်တစ်ချက်သတိထားဖို့လိုတယ်။ပြန်ကျသွားနိုင်ခြေရှိတာဆိုတာဆွဲချသွားနိုင်ခြေရှိတာပေါ့နော်။ဘာလို့အဝယ်သမားတွေပြုံးနေနေတာမှာကဘာဖြေစီဟိုးအောက်ထိကျပြီးမှပြန်တက်သွားတာမျိုးမကျွန်တော်မန်ထားစင်းစုံနေစီကျပြီးမှပြန်တက်သွားမျိုးဒါမှမဟုတ်လည်းပြအဲ့အောက်ထိနည်းနည်းဆွဲချပြီးမှပြန်တက်သွားတာမျိုးတွေဖြစ်နိုင်တယ်။အဲ့ရလေးကိုရောကျွန်တော်တတိထားဖို့လိုအပ်ပါတယ်။အဲ့ဘက်ကမှကိုကလက်ရှိကဘာရွှေစီဖြစ်နေနေတာတိုင်းအဝဲတွေဝင်းရင်တော့မှအရှုံးပိုင်းဈေးတန်း တော့လော်လီတရားပေးပြီးအယောင်ဝယ်လုပ်ပါ risk management တရားလုပ်ထားပါကိုအယောင်ဝယ်ပမာဏကိုလည်းကို risk ယူနိုင်မဲ့ပမာဏကိုတရားချင်းညှိပြီးလုပ်ကြဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ်လက်ရှိကမ္ဘာရွှေဈေးကစံချိန်တင်အမြင့်ဆုံးဈေးနှောင်းကိုရောက်နေခြင်းဖြစ်ပါတယ်ဒီအနေအထားမှာဈေးဆွဲတင်ဆွဲချတွေဖြစ်နိုင်တယ်ဘာမဆိုဖြစ်နိုင်တာမလို့အဲ့ရလေးကိုသတိထားဖို့လိုအပ်ပါတယ်ခင်ဗျာပြီးတော့မလားဒီနေ့တရတာအပိစီဘယ်ပေါ်ပိရင်ဈေးဆက်တက်မလဲဒီနေ့တရတာအပိစီတာတကယ်လို့ပြကျွန်တော်တို့အဲ့ 3465အထက်မှာဈေးပိတ်နိုင်ခဲ့တယ်ဆိုရင်3465အထက်မှာဈေးပိတ်နိုင်ရင်ဈေးအတက်အားဆက်ကောင်းနိုင်မှာပြကျွန်တော်ဒီနေ့မှမမြင်ခဲ့ရတယ်မှာမနေ့ဖြန်လောက်မှာ3500နာမြင်ရလိမ့်မယ်စန့်ကျင်ဘက်နေနော်ဒီနေ့တရက်တာအပိတ်ဈေးတာ33ကျွန်တော်ခုနပြောခဲ့တယ်3390အောက်မှာဈေးပြန်ပိတ်ခဲ့တယ်ဆိုရင်တော့ကဘာရွှေစီနောက်ရက်ဒီမှာဈေးအကြပြန်လာနိုင်ပါအဲ့ဒါပြတဲ့ကာမှာကျွန်တော်တို့ဘယ်ဘက်မှာပိတ်မလဲ3465အထက်ပိတ်နိုင်မလား 3390အောက်ပိတ်နိုင်မလားဒါအမွေနဲ့ဂျာစီမှာပိတ်ပြီးတော့နောက်ရက်တီမှဈေးအလုတ်ခတ်ကြမ်းကြမ်းနေဖြစ်မလားဆိုတာဆက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ဒါမှမဟုတ်တခုတတိထားမှာကျွန်တော်ပြောခဲ့လို့မဲ့လက်ရှိကမ္ဘာရွှေဈေးကအတက်အားတိတ်မပါဘူးဖြစ်နေတယ်ပေါ့နော်ပြောချင်တာကျွန်တော်တို့အရင်ကာလဥမာစပွဲအနေထားရင်လည်းမတူဘူးနဲ့အရင်တော့ဆိုကျွန်တော်ဈေးကတောက်လျှောက်တောက်လျှောက်တက်ပြီဆိုလည်းတဟုံလို့တက်လိရှိတဲ့ကမ္ဘာရွှေဈေးလက်ရှိမှာဆိုရင်တောက်ကြနေတဲ့အခုချိန်တည်းအတက်အားတိတ်မပါပဲနဲ့ဈေးပြန်ပြန်ကန်ကြနေအနေထားမျိုးကိုကျွန်တော်တွေ့ရဖြစ်ပါတယ်အဲ့အပတ်တက်ကမှာ ကိုကဝယ်ချင်တော့မှကျွန်တော်သုံးမချက်တိုင်းမဟုတ်ဘဲဗျာကိုအမြင်နဲ့ကိုဝယ်ချင်တော့မှကိုအောက်ဈေးတန်းလို့သတ်မှတ်ထားတဲ့ဈေးတန်းစုံကိုစောင့်ပြီးတော့ဝယ်ဖို့ကျွန်တော်ကတော့တိုက်တွန်းချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလေးကကျွန်တော်ဤပညာပိုင်းအသုံးသက်ချက်ဖြစ်ပါတယ်တရင်ပိုင်းကိုကျွန်တော်တွားကြည့်အောင်ဒီနေ့ဘာတရင်မှမရှိဘူးအဲ့ဒါပြတဲ့ကမှာလက်ရှိမှာအစ္စရေးနဲ့အီရန်တရင်မရှိအောင်အစ္စရေးနဲ့အီရန်တရင်ကလည်းအဲအစ္စရေးကအမေရိကန်ကိုဝင်တိုက်ပွဲကိုကူညီတောင်းတဲ့အမေရိကန်ညင်းနဲ့ညင်းနဲ့ပေါ့ညင်းနဲ့ဆိုတာထက်သူက အင်းမလို့အဲမလို့ဖြစ်နေရပါတော့တပတ်ကလည်းအာကျွန်တော်တို့အီရန်ဘက်ကလည်းရုရှားနဲ့သူ့ဘာသူရုရှားနဲ့ယူကရိန်းစစ်ပွဲနဲ့တိုင်ပတ်နေတာဆိုတော့ရုရှားလည်းထိထိအောင်မကူနိုင်ဘူးတရုတ်ကတော့ကျွန်တော်တို့အာသူထောက်ပို့လေးရင်နေပါလေပေါ့နော်တရုတ်ပို့ဆောင်လေးရင်နေပါလေသူပို့ပေးတယ်ဆိုပြီးမနေ့ကတင်းတာတက်လာအဲ့ပတ်သက်ကမှလက်ရှိပေါ့နော်ကဘာတမိုင်းကကျွန်တော် investor တွေ trader ကြားမှာ Israel နဲ့ Iran စစ်ဖြစ်နေအောင်မှန်တယ်ဒါပေမဲ့ asset ကိုကန်တက်စစ်လို့ယူဆရတယ်ဆိုရင်ကန်တက်စစ်ဆိုတာဘယ်လိုမှနိုင်ငံနှစ်နိုင်ငံမှတိုက်တယ ိုင်ငံနိုင်ငံမတိုင်းကျွန်တဲ့နိုင်ငံတွေမှာပေါင်းဥမာဟိုးရင်တော့ဆိုရင်ကျွန်တော်တို့အာဘယ်စစ်ပွဲရှိလဲဆိုဥမာအာသူအာအဇာဗိုင်ဂျန်နဲ့အာမေးနီးယားလို့စစ်ပွဲမျိုးတွေပါရှိဘူးတဲ့သူတို့နှစ်နိုင်ငံမတိုက်တာကျွန်တဲ့နိုင်ငံတွေမှာပေါင်းအဲ့လိုပဲလက်ရှိဘရချာနဲ့ယူကရိန်းစစ်ဆိုလဲသူတို့ဥရောပနိုင်ငံတွေကယူကရိန်းဘက်ကပန်ပုတ်ပေးတာပန်ပုတ်ပေးတာဒါပေမဲ့သူတို့ဝင်မတိုက်ပေဘူးကန်တက်စစ်ပေါ့ဗျာကန်တက်စစ်ကန်တက်စစ်အနေထားမျိုးလိုယူဆရတယ်ဆိုရင်အစာပိုင်းတော့ရုရှားနဲ့ယူကရိန်းစစ်ပွဲဟုတ်လားဟာအမေရိကန်နဲ့ရုရှားချတော့မယ်ဆိုပြီးတော့ အယူဆကကပ္ပရှိစေတောက်လျှောက်ထောင်းတက်သွားတယ်။ဒါပေမဲ့စစ်ပွဲအလေလောက်လေရောက်တော့ကန်တက်စစ်လူယူဆလာပြတဲ့ကမှာဒီဘက်သူစစ်ဖြစ်လေအဲကျွန်တော်တို့ကပ္ပရှိစေတက်ချင်းမရှိတော့ဘူး။အဲ့ဒါပြတဲ့ကအစ္စရိနဲ့အီလန်စစ်ပွဲကိုဒီကပ္ပလုံးကထရိတ်တာတွေအင်ဗက်စတာတွေကကန်တက်စစ်လူယူဆပြီဆိုတာနဲ့လက်ရှိစစ်ပွဲကြောင့်တက်နေတဲ့သတင်းပိုင်းရတက်နေတဲ့ကပ္ပရှိရဲ့အတက်အားတန့်သွားနိုင်တယ်ခင်ဗျ။အဲ့ဒါပြတဲ့ကမှာကျွန်တော်စစ်ပွဲနေတာဘယ်လောက်ထိကြီးမားကျယ်ပြန့်နိုင်လဲဆိုတာကျွန်တော်ကြည့်အောင်မှဖြစ်ပါတယ်။တခြားနိုင်ငံတွေပါလာခြင်းရှိလာပြီးတော့ဒီစစ်ပွဲက တပန်းတပတ်လောက်ပဲဖြစ်ပြီးရပ်သွားမဲ့စစ်ပွဲမှာလာနေချီဖြစ်နိုင်တဲ့စစ်ပွဲလားဆိုတာကျွန်တော်တုံးသက်ကြည့်ရမှာဖြစ်ပါတယ်။နိုင်ငံအနေထားပြီးသူတို့ရဲ့အာခုနပြောလို့နော်စစ်ပွဲတွေဘတ်ဂျက်ကိစ္စပါညာအဲ့အလေးမျိုးတွေကိုကျွန်တော်သတိထားမှာဖြစ်ပါတယ်။ကျွန်တော်တို့ကအာကဘာရွှေဈေးကိုတရင်ပိုင်းရတုံးသက်ခါမှာကျွန်တော်ဆရာတရားပြောပြတာရှိပါတယ်။အာစစ်ပွဲတွေဖြစ်တိုင်းနဲ့ကဘာရွှေဈေးတက်မယ်လို့ theory တိုင်းတရားတွေမှတ်ထားလို့မရဘူး။ကျွန်တော်ပြောပြတာပေါ့နော်။အာတရားတွေမှတ်ထားလို့မရဘူး။တကယ်လို့စစ်ပွဲတွေဖြစ်လာလို့စစ်စစ်ကြီးလိုရလာလို့ အဲ့တဆိုင်ရနိုင်ငံကြီးရဲ့ပုံမှန်နေရာရွှေတွေထုံးအောင်သားမျိုးကိုမဖြစ်နိုင်ဘူးလားအဲ့လိုစန့်ကျင်ဘက်အတွေးရလဲတွေးကြည့်ဖို့ကျွန်တော်ဆရာတယောက်ပေါ့နော်ထိုင်းရထိုင်းမှာကျေကျွန်တော်ဆရာတယောက်ကပြောပူးတယ်ပေါ့နော်အဲ့အပတ်ကောင်ကျွန်တော်သတင်းပိုင်းကိုတုံးတဲ့ခါကျွန်တော်တရားတင်မှတ်လို့မရဟာအစ်စရင်းနဲ့အီလန်ချပြီးကဘာရွှေစီတက်တော့မယ်မှန်တယ်တက်နိုင်တယ်ဒါပေမဲ့နေချင်းညာချင်းတက်တက်တာမျိုးတက်နိုင်တာမျိုးလားဒါမှမဝင်ရင်ပြဥမာနောက်ဒီလအတွင်းတက်နိုင်တာမျိုးလားနောက်လမှာတက်နိုင်တာမျိုးလားအဲ့ရဘိုးလေးကိုကျွန်တော်ခွဲချမ်းပိုင်းခြားဆန်းဆန်းတက်ဖို့အရေးကြီးပါတယ် ကျွန်တော် CPP ဆိုတာနဲ့ကျွန်တော်ကဘာရွှေစေကောက်တွေ့ရစီဟန်တော့တွားဝေတာမျိုးတွေကကျွန်တော်တို့က risk များပြီးတော့အခက်မသိရင်ပေါ့နော်ဆုံးရှုံးမှုတွေများစီနိုင်တယ်ခင်ဗျအဲ့ဘက်ကမှကျွန်တော်တို့ကသတင်းအနေထားတွေတုံ့သက်တဲ့ခါမှာအဲ့အရာတွေကိုကောင်းကောင်းသုံးသပ်ဖို့လိုအပ်ပါတယ်လက်ရှိမှာတော့ Israel နဲ့ Iran ပြဿနာကန်တက်စစ်လို့ပုံစံဖြစ်နေရပေါ့နော်ကန်တက်စစ်တော့နိုင်ငံတော့တိုက်ခိုက်နေရပဲဒါပေမဲ့တခြားနိုင်ငံတွေတော့ပါဝင်ခြင်းမရှိသေးဘူးပေါ့နော်ဒါဒါမှရှေ့ဆက်ပြီးဘာဖြစ်လာမလဲဆိုတာစောင့်ကြံမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်က တခုချရတော့ Israel နဲ့ Iran ပြဿနာကိုအာယုံအရန်ဆိုင်နေတဲ့အချိန်မှာတပတ်ကဒီတပတ်ပေါ်တော့ဘူးနေမှာ American ဘန်ဒိုးတွေထွက်ပေါ်ရှိတယ်ဗျ။အဲ့ဘန်ဒိုးကိုလည်းစောင့်ကြည့်ဖို့လိုအပ်တယ်။ဘန်ဒိုးမှာပြန်ပြောမယ်ဆိုအမေရိကန်ပူပန်ကရှော့ဖို့အလားလာတိတ်မရှိတဲ့လောက်ပဲလက်ရှိအနေထားပြောမယ်ဆိုရင်အဲ့ပြဿနာအဲ့အမေရိကန်ပူပန်နဲ့ထရန့်ကြမှာပြဿနာကြီးကြီးတက်လာနိုင်တယ်။ထရန့်ကလက်ရှိ Israel Iran ကိုလာသူကဦးစားပေးနေတယ်။အဲ့ဘန်ဒိုးကိစ္စနဲ့ပတ်သက်ပြီးဘာမှမပြောသေးလား။တောင်သေးကြတယ်အဲ့ပူပန်နဲ့ဘန်ဒိုးလုံးဆုံးမချက်ထွက်အပြီးမှာထရန့် ူရဲ့ H ပေါ့နော် H account မှာသူတခုခုရေးတင်လိမ့်မယ်အဲ့ဒါကိုကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်အမေရိကန်ပိုပန်နဲ့ထွန့်ကြမှာဘာလို့ပြဿနာတွေထက်တဲ့အောင်မလဲအမေရိကန်ပိုပန်နေနဲ့လဲဟုတ်ပြီဘန်တော့မချောက်ဘူးဆိုရင်တို့ဘယ်လိုစီးပွားရေးမူဝါဒတွေနဲ့ဆက်ရှောင်းလိုက်မလဲဆိုတာအဲ့ဒီပိုတဘူးနေညာတို့ရဲ့ထုတ်ပြန်ညာချက်တို့သတင်းစာရှင်းလင်းပွဲတို့ economic projection တို့မှာကျွန်တော်စောင့်ကြည့်အောင်ဖြစ်ပါတယ်ဒီတစ်ပတ်ဘန်တိုးကကမ္ဘာ့ရွှေစည်းပေါ်ကောင်းကောင်းကြီးတက်ရောက်မှုရှိနိုင်တဲ့ဘန်တိုးဖြစ်ပါတယ် အဲ့ဘက်ကမှကျွန်တော်ကအစ္စရေးအီရန်ပြည်နာအောင်ဆိုင်နေပြီးတော့အဲ့ဘန်တိုးကိုမေ့နေရမျိုးတော့ကျွန်တော်မဖြစ်သင့်ဘူးခင်ဗျပရမုန်ကကျွန်တော်တို့အရေးကြီးပါတယ်ပြီးတော့ဒေါ်လာအင်တက်ကြည့်မယ်ဆိုတော့ဒေါ်လာအင်တက်က68ကနေ69လက်ရှိဝန်းကျင်ရောက်နေဒါပေမဲ့ဒေါ်လာအင်တက်ကလည်းထင်တဲ့လောက်တိတ်မကြသေးဘူး68အောက်ကိုလွတ်လွတ်ကျွတ်ကျွတ်မကြနိုင်သေးဘူးဗျအဲ့ဒါပြဿနာခါမှာကျွန်တော်တို့ဒေါ်လာအင်တက်ကလည်းဆက်ကြမယ်လို့သုံးသပ်ဖို့ခိုင်းနေပါဟောအဲကျွန်တော်တို့ ီနေ့တနေ့တာဒေါ်လာအင်းတက်ရဲ့အပေစီကိုစောင့်ကြည့်အောင်ဒေါ်လာအင်းတက်တာဒီနေ့တနေ့တာအပေစီ68အောင်မှာလွတ်ကျွတ်ပိတ်နိုင်ခဲ့ရင်တော့ကဘာရွှေအာတပတ်ကပေါ့နော်ဒေါ်လာအင်းတက်ကအကျဆက်အောက်ကောင်းသွားပြီကဘာရွှေစီသတင်းပိုင်းရပေါ့နော်ဈေးဆက်တက်ဖို့စန်းချင်းတင်အမြင့်ဆုံးဈေးဈေးနာဈေးဆက်တက်ဖို့အထောက်ပံ့ဖြစ်သွားစေနိုင်တယ်ခင်ဗျဒါမဲ့လက်ရှိမှာဒေါ်လာအင်းတက်ကတော့မနက်ဒီနေ့တနေ့တာအဖြစ်တော့69နေပါကြီး69တရမ83နေပါကြီးရောက်နေတယ်ဆိုပေမဲ့လည်း ီနေ့တနေ့တာအပိတ်စေး68အောက်မှာလွတ်ကျွတ်ဖောက်ပိန်နိုင်လားဆိုတာကိုတော့ဒီညတရတာအပိတ်စေးကိုဆက်ပြီးစောင့်ကြရမှာဖြစ်ပါတယ်။အဲ့ဒါဖြစ်တဲ့အခါမှာကျွန်တော်တို့ဒီနေ့တနေ့နာနေ့ကတော့ကျွန်တော်တို့အာကဘာချွေစီကိုဖြစ်နိုင်မယ်ဆိုတော့တတိနဲ့ချင်းကပ်ပြီးတော့တတိနေ့ကိုလည်းစောင့်ကြည့်ရမယ်နေ့ပညာပိုင်းရလည်းတတိသားစောင့်ကြည့်ရမယ်နေ့ဖြစ်ပါတယ်တနေ့နာနေ့လို့နေမျိုးမှာအလွန်ကြုံနေအယောင်မှမလုပ်ကြပါနဲ့ကျွန်တော်အာကဘာချွေထွေတာအများစုကအဲ့ ကျွန်တော်တို့အာတနင်္လာနေ့မှာအလုံးဂျုံနေရောက်မယ်လောက်ကြပြီးတော့အမှဈေးဆွဲတင်ဆွဲကြရင်လည်းထိကြတာအများလေပေါ့နော်အာတကယ် professional trader ကြီးကြတနင်္လာနေ့ကိုစောင့်ကြည့်တနင်္လာနေ့တောက်ကြနေကိုသူတို့စောင့်ကြည့်နေနေတဲ့သဘောထားကြပါလေဈေးကွက်ချင်းတွေကိုစောင့်ကြည့်ပေါ့နော်သူတို့အဓိကရောက်မယ်လောက်တာအင်ကာပို့တဲ့ပူကြတာဘေးနေမှာအရောက်မယ်လောက်ကြတာအများလေပြအဲ့ဒါကဒီနေ့မှာကျွန်တော်တတိနဲ့တတိနဲ့ပေါ့နော်ရောင်းဝယ်လုပ်မယ်ဆိုရင်တတိနဲ့ချင်းကပ်တတိထားပြီးတော့တေချာရောင်းဝယ်လုပ်ဖို့ဈေးကွက်ချင်းတွေကိုတေချာစောင့်ကြည့်ဖို့ကျွန်တော်တိုက်တွန်းခြင်းပါတယ် ဟုတ်ကဲ့ဒါလေးကကျွန်တော်ရဲ့ဒီနေ့တရတာကပတ်ရွှေစီခွက်တုံးချက်ဗီဒီယိုဖြစ်ပါတယ်အခုလောတုံးချက်ဗီဒီယိုတွေကို up to date ကျင်းလန်ဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားကြပါခင်ဗျာပြီးတော့ကျွန်တော်စီမှာဒီကပတ်ရွှေရောင်းဝယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ online အခြေခံတင်ဒန်တွေတက်ရောက်လို့ရပါတယ်အရာလေးနဲ့ပတ်သက်ပြီးတဲ့ကျွန်တော်ရဲ့ Telegram ကျွန်တော်ရဲ့ YouTube channel ကျွန်တော်ရဲ့ Viber တွေကနေစုံစမ်းမိမနိုင်ပါတယ်ခင်ဗျာကပတ်ရွှေထိုက်တာအားလုံးပဲဒီနေ့ကျွန်တော်တို့ကပတ်ရွှေစီခွက်ရတဲ့ပတ်အဖွင့်ရတနင်္လာနေ့ဂျွန်လ19ရက်နေ့တရတာပါကပတ်ရွှေစီအသက်ကြာကိုအထူးတတိထားရောင်းဝယ်လုပ်ပြီးတော့ ဒီတစ်ပတ်ကိုအကျိုးမြတ်နဲ့ဖွင့်နိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ